လူလိုက်ဆိုင်ကိုကြည့်ရှုနေကြတဲ့ပြည်တွင်းပြည်ပရဟရှင်လူပြည်သူအလုံးတောကခတိညင်းအကြနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ရာသီဆက်ဝန်းတို့ပြောင်းရွှေ့လာတာယခုဆိုရင်2025ဂျွန်ဆန်းရက်ကနေဆက်ရှိရကြရောက်ပါပြီ။အဲ့မှာပြောင်းရွှေ့လာတဲ့ဂျူဒီနတ်ခတ်ဒီကန်တရားဒီအတိတ်နမိတ်ဒီ တဘာဝဘေးစီရင်နိုင်ငံရေးတွေဖြစ်ချင်းပြက်ချင်းတဲ့အတူမိမိတို့ရဲ့ญาတိအလိုက်မွေးဖွားထားတဲ့ခொနရသားသမီးญาတိဘွားတွေရဲ့ကံတရားအဆူအကောင်အပြောင်းလဲတွေပြောပြမှာဖြစ်ပါဒီထုံญาတိဘွားဆိုတာမေ20နှစ်ဂျွန်27ကြာမှာမွေးဖွားသူတွေဖြစ်တယ်။ဒီญาတိဘွားတွေကညံကောင်းရင် ကောင်းသလောက်ဝရိယကောင်းရင်ကောင်းသလောက်အောင်မြင်ကြီးပွားပါလိမ့်မယ်။ ဈေးကွက်ဝင်မှုကောင်းသောတည်ထွင်စမ်းသပ်မှုတွေကြောင့်နာမည်ရခြင်းအကျိုးအမြတ်ကောင်းရခြင်းလူမှုရေးဘာသာရေးတွေလုက္ကံပေးခြင်းကျမ်းမာရေးအနာနဲ့ဆေးတက်သွားမယ်လိုက်လွင့်ရောင်းတဲ့ဈေးရောင်းတဲ့ကြောင်းပြေတာလုပ်ငန်းရှင်တွေရွှေကုန်တွေအရောင်းဝယ်ကောင်းမယ်အမှုပြင်သာအလားပါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကံကောင်းကြမှာဖြစ်တယ်တဘာဝပြီးစီးပွားရေးစီးရေးနိုင်ငံရေးရှုပ်ထွေးနေတဲ့အတွက်မိမိတို့ရဲ့သွားရေးလာရေးနေထိုင်ရေးဆက်သွယ်ရေးမှာ သတိဝရိယနဲ့တွာလာလောက်ကင်ဖို့လိုပါတယ်အထူးသဖြင့်ကုံကားကြီးတွေတင်သွင်းတာကုံပစ္စည်းတွေတင်သွင်းတာကုံတွေလောင်တာတွာရေးလာရေးလမ်းမဆက်သွယ်ရေးပြတ်တောက်မှဖြစ်တဲ့အတွက်သတိဝရိယနဲ့လုပ်ဖို့လိုအပ်ပါတယ်ခုနှစ်ငါးပတ်လည်းထီထိုးပြီးပါမွေးနေ့မှာထိုးပါဝိဇာသနာတမန်တော်ဝိဇာသနာတမန်တော်ဝိဇာသနာတမန်တော်ပရိကုပနေတိုင်းစိတ်ပါဝိတ္တနဲ့အယောင်တွေကတော့အနက်ပြာနီညူခဲယောင်ညူမိုင်းတဲ့အယောင်တွေ အယောက်2မျိုး3မျိုးရောတာတွေအထူးသဖြင့်ခဲရောင်လက်ပြာရောင်နဲ့အဖြူရောင်တွေရောထားတာတွေဝတ်ပေးပါမိခလေးငယ်များဘဲတော်တော်နှခမ်းနေပန်းနေဆိုးပြီးသွားကြပါအားလုံးသောမိထုံရာဒီဘွားမိသားစုများဘေးရန်ကင်းကျမ်းမှာချမ်းသာကြပါသည်